ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့လက်တွဲ site ပေါ့နော်လက်တွဲ site တဲနကွက်ရတာဟာလေးကိုကျွန်တော်မိတ်ဆွေများလေ့လာရအောင်တွင်နေ့တကွာအချင်းပြပြသွားမှာဖြစ်ပါတယ်ကျွန်တော်နှစ်ပင်ရှားပေါ့နော် ထိတ်စီးရင်ဆုံးတွေ့ပြပြသွားမယ်ပြီးရင်ကျွန်တော်ဒီမှာနှစ်ပင်ရှားရှစ်ရှောင်းသုံးဒီအနီရောင်ဝင်ထားတဲ့ဟာလေးကိုပေါ့နော်ကျွန်တော်လေးတောင်ခတ်ထားတဲ့ဟာလေးကိုတွေ့ပြပြသွားမှာဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်ထိတ်စီးတလုံးကိုအရင်ဆုံးလေ့လာကြည့်အောင်ပေါ့နော် တင်းနေနေတိရှိလေးတောင်းကနေဘောနော်ဒီကွင်းခတ်ထားတဲ့လေးတောင်းခတ်ခတ်ထားတဲ့ဒီရှစ်ရှောင်းတုံးတပင်ကိုတွေ့ပြပေးသွားမှာဖြစ်ပါတယ်ကျင်းအရင်ဆုံးဒီမှာရှစ်ထိပ်စီဘောနော်ရှစ်ထိပ်စီရတဲ့ဟာလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်အဲ့ဒီနိနိတိကနိတလုံးနဲ့ရှစ်လေးတုံးက၄နဲ့၃နဲ့ပေါင်းမယ်ပေါ့နော်ဆိုတော့ဒီမှာ၄၃ပေါင်းခွန်ရတယ်ပေါ့နော်ခွန်ရဒီနိရထပ်ပေါင်းရှင်း၉ရတယ်ခင်ဗျာ အဲ့ဒီကိုကိုကျွန်တော်ကဒီအနောက်ကနောက်ထပ်ကိုတလုံးနဲ့ထပ်ပေါင်းပေးရမယ်ပေါ့နော်အနီအောင်နဲ့ရေးလိုက်မယ်ပေါ့နော်ကိုကိုအနီအောင်လေးနဲ့ရေးပြပေးမယ်ဆိုတော့ကျွန်တော်ဒီမှာကိုနဲ့ကိုပေါင်းရှင်းဆက်ချေဆိုပြီးချစ်ထိတ်စီရတယ်ပေါ့နော်နေ့၄ကိုပေါင်းရှင်းချစ်ပေါ့နော်ဒါကြောင့်မို့အဲ့ဒီမှာချစ်ထိတ်စီချစ်ချောင်းတုံးချပေးသွားတာဖြစ်ပါတယ် โอเคရှင်းရှင်းသုံးပြီးတော့ကျွန်တော်နောက်ထပ်တစ်ပြန်မှာကနှစ်တုံညာကိုပေါ့နော်နှစ်တုံညာကိုပြီးတော့ခွန်ခွန်ကိုဖြစ်ပါတယ်အဲ့ဒီနှစ်ပြန်ကိုမူတည်ပြီးတော့ကျွန်တော်900တပြန်ချပေးသွားတဲ့ခွန်ထက်ရတာကိုဆက်ပြီးလေ့လာကြအောင်ဒီနှစ်နဲ့ဒီခွန်ကိုနဲ့အပေါ်ကလူမျိုးပဲပေါ့နော်အလူပေါင်းမယ်ပြီးရင်ဒီအနောက်ကကိုနဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်9နဲ့9ပေါင်းသာ78နိနေပေါင်းရင်90ပေါင်းရှင်း29ရတယ်ဗောနော်ခွန်မဲယူมาဖြစ်ပါတယ် ဆိုတော့အဲ့ဒီမှာခွန်ထိပ်စီဖြစ်ပါတယ်ခင်ဗျာခွန်၃ည၃ညဆိုပြီးတော့900ချပေးသွားခဲ့တယ်ဗောနော်โอเคคอนไทซีคอน3ญา3ญาပြီးတော့300 300ပြီးတော့69လေးဖြစ်ပါတယ်ဒီ96 35ไทซีชาပြီးသွားတဲ့ဟာလေးနေလာကြည့်အောင်ဒီ3ထိတ်နဲ့6နဲ့4နဲ့ထပ်ပေါင်းမယ်ပေါ့เนาะပြီးရင်အနောက်က6နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီမှာ 6433ပေါင်း669ပေါင်း15ရာတွေအတွက်9ထိပ်စီဆိုပြီးယူမယ်ပေါ့နော်အဲ့ဒီ9ထိပ်စီမှာ963ဆိုပြီးချပေးသွားတာဖြစ်ပါတယ်6ထိပ်စီ663 9ထိပ်စီ9399 9ထိပ်စီ963ပေါ့နော်ဒီ6ချိန်မှာတော့ကျွန်တော်တန်းကြီးအရာဒီ6ရဲ့နေ့နဲ့ခုနဲ့ထပ်ပေါင်းမှာပေါ့နော်ဆက်ပြီးတော့ပေးမပေးကတော့စောင့်ကြည့်မယ်ပေါ့နော်โอเคရှိရသုံးပြင်တော့ဒီတိုင်းပဲထိစီတလုံးချပေးသွားပြီးပြီပေါ့နော် နေနဲ့ခွန်ပေါင်းကိုကိုနဲ့ကိုပေါင်းဆက်ရှိရှင်းနဲ့ချောင်းပေါင်းဆက်လေးဆိုတဲ့အတွက်ကြောင့်မို့ဒီနတော့ဒီမှာတွင်ညရာတော့လေးထိပ်စီဆိုပြီးရာတယ်ဗောနော်ဒီမှာလေးထိပ်စီဖြစ်ပါတယ်ဆက်ပြီးတော့ခြားပြေးသွားခဲ့မယ်ဆိုရင်ဗောခင်ဗျာတွင်ညအရာဗောနော်ဒီအပေါ်မှာတပင်ရှင်းပြပေးထားတယ်ဗောနော်ထိုက်ပြီးတော့ကျွန်တော်အလေထိုင်ကိုလေ့လာကြည့်အောင်ထိပ်စီရပြီဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်အလေထင်ကိုလည်းထပ်ပြီးတော့အတူတူလေ့လာကြည့်အောင်ပါခင်ဗျာ။ ထိတ်စီ6တလုံးရအောင်ပေါ့နော်ကျွန်တော်ဒီမှာရှင်းသေး3ရဲ့ဒီအပေါ်ကတည်တလုံးရဲ့ပေါ့နော်အဲ့ဒီနှစ်ပင်ကိုမူတည်ပြီးတော့ကျွန်တော်6အလေထိန်ရတာကိုတွေ့ပြမှာဖြစ်ပါတယ်3နဲ့7ပေါင်း4 4နဲ့4ပေါင်း8 8နဲ့8ပေါင်း86ဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီ6ကိုကြတော့8နဲ့ထပ်ပေါင်းပြရတာဖြစ်ပါတယ်အလေထိန်ကနှလုံးယူမယ်ပေါ့နော်6နဲ့8ပေါင်း74 64အလေထိန်တဲ့က663ဆိုတဲ့အတွက်ကြောင့်မို့63အလေထိန်ချပေးသွားခဲ့တာဖြစ်ပါတယ်။ ဒါကတော့ကျွန်တော်ဒီဂျာဂနန်ဒီနဲ့ကျွန်တော်တွေ့ယူရှင်းဖြစ်ပါတယ်ပေါ့နော်အဲ6အလေးထိစီပြီးတော့ဒါအတွက်နည်းတစ်မျိုးပေါ့နော်โอเคနောက်ထပ်နှစ်တညာ9009ဆိုတဲ့အတွက်ဒီ009နဲ့အပေါ်မှာရှိတဲ့9နဲ့ထပ်ပေါင်းရတာပေါ့နော်9တညာတညာခြားပြီးသွားတဲ့တပင်ကိုလေ့လာမှာဖြစ်ပါတယ်9နဲ့9ပေါင်း16 895 9ခွန်ပေါင်း72ရတယ်ပေါ့နော် အဲ့ဒီနှစ်ကိုကျွန်တော်တို့ကရှင်းနေထပ်ပေါင်းရတယ်ဘာလို့အပေါ်ကလိုမျိုးပဲရှင်းနေထပ်ပေါင်းတော့30နှစ်3ညအလေထိန်မှာ9ည3ညချပြီးသွားတဲ့အတွက်3ညအလေထိန်ဖြစ်ပါတယ်3ညအလေထိန်ချပြီးသွားတယ်ဘာလို့အဲ့ဒီနှစ်အတိုင်းပဲနောက်ထပ်2ပြင်ကျော်မှာ6 9 4 3 0 0ဆိုတဲ့အတွက်ဒီခွန်ရ6 9 4ရထပ်ပေါင်းရမယ်ဘာလို့ ရှင်နကိုပေါင်းရှင်ကစက်ခွန်ခွန်နဲ့လေးပေါင်းဆက်တဲ့တင်းနဲ့ခွန်ပေါင်းရှိစုတဲ့အတွက်ကြောင့်မို့ရှိကိုလည်းရှင်နဲ့ထပ်ပေါင်းတော့လျှောက်ရှေ့လျှောက်အလေထိန်စုပြီးရမှာပေါ့နော်နောက်ထပ်တစ်ပြင်မှာ၅လျှောက်၃ဆွေအတွက်ရှေ့လျှောက်ထဲကလျှောက်အလေထိန်ခြားပြီးသွားတာဖြစ်ပါတယ်။ Okay ၃ကြိမ်ထိတော့ခြားပြီးသွားခဲ့ပြီပေါ့နော်ကျွန်တော်တို့ဒီ၈ကြိမ်အတွက်ကတော့ဒီနိနိခွန်ရဲ့အပေါ်မှာရှိတဲ့ခွန်နဲ့ထပ်ပေါင်းရမှာပေါ့နော် ဆရာခွန်ခွန်ပေါင်းတာ၁၄လေးနဲ့နှစ်ပေါင်းရှင်းက6ရောင်းနဲ့နှစ်ပေါင်းရှင်းဆိုတဲ့အတွက်ကြောင့်မို့ရှင်းကိုလည်းရှင်းနဲ့ထပ်ပေါင်းရှင်းက16ဆိုတဲ့အတွက်6အလေးထိန်ဆိုပြီးရမှာဖြစ်ပါတယ်ခင်ဗျာရှင်းထိတ်စီပေါ့နော်ဒီကတော့ရှင်းထိတ်စီ6လေးအလေးထိန်ဖြစ်ပါတယ်အဲ့မှာအာရှင်းထိတ်6လေး6 6 3ဆိုပြီးချပြသွားခဲ့တယ်ပေါ့နော်ရှင်းထိတ်စီဒီဘက်က6ကအလေးထိန်ဆိုပြီးတော့ပေါ့နော် 6အလဲထိုင်663ဖြစ်ပါတယ်။ဒီအပိတ်တလုံးကိုတော့ခဏနေကြရင် ကျွန်တော်တို့ထပ်ပြီးပြပြမယ်ပေါ့နော်ခွန်ထိတ်စီခွန်တုံညာတုံညာနေတုံညာထက်ကတုံညာအလဲခွန်တုံညာခွန်တုံညာတုံညာဖြစ်ပါတယ်။နောက်ထပ်ကနောက်ထပ်တစ်ပင်နှစ်ပင်ကျော်ပေါ့နော်နောက်ထပ်နှစ်ပင်ကျော်မှာဆိုရင်9ထိတ်စီဆိုပြီးရတယ်6ကအချစ်6အလဲထိုင်နဲ့က6အလဲထိုင်ပေါ့နော် ငါဒီထိတ်စီ6ကအလေထိုင်း963ဆိုပြီးတော့3ချိန်ဆက်တိုက်ဒီတွင်းနည်းအရာပါနော်ခြားပြီးနေတာဖြစ်ပါတယ်။ Okay နောက်ထပ်ဒီ7ချိန်အတွက်ထပ်ပြီးခြားပြီးသွားခဲ့အောင်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့၄ထိတ်စီရတယ်6 6ကအလေထိုင်းဆိုပြီးတော့ရတယ်ပေါ့နော်၄ထိတ်ဒီမှာတော့6 6ထဲကဘယ်တလုံးလဲပေါ့နော်ကျွန်တော်တွင်းနည်းအရာကတော့ကျွန်တော်၄ရှေ့ရ၄6ရဆိုပြီးတော့တွဲတွဲလို့ရမှာဖြစ်တယ်ပေါ့နော် ။အပိတ်တလုံးကိုတော့ကျွန်တော်တို့လုံးပိန်နဲ့ထပ်ပြီးပြပေးသွားမှာဖြစ်ပါတယ်။လေးချင်ရဲ့ဒီအပိတ်တလုံးထင်မယ်ပေါ့နော်။ပြီးရင် series ဆွဲချင်တဲ့တွေက series ဆွဲလို့ရတယ်ပေါ့နော်။လေ6ဆိုပြီးတော့ဒီအတွက်နည်းအရာဒါလေးရတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်ဒီအနောက်မှာတလုံးလုံနေတဲ့အတွက်လုံးပိန်တွက်နည်းကိုထပ်ပြီးတော့အတူတူလေလာကြည့်အောင်ပေါ့နော်လေးချိန်ဆက်တိုက်ထပ်ပြီးခြာပေးတော့အောင်လားပေါ့နော်လုံးပိန်ကိုဆက်ပြီးကြည့်အောင် တလုံးပိုင်ချတဲ့နီးပေါ့နော် single လုံးပိုင်တွေ့တဲ့နီးဖြစ်ပါတယ်โอเคကျွန်တော်ဒီလုံးပိုင်တွင်နည်းကိုကြတော့665ရဲ့အောင်းနှလုံးတိုက်က59ပေါ့နော်9ရှောင်းနည်း3ည3ညဖြစ်ပါတယ်ဆိုတော့အဲ့ဒီနှပင်ကိုမူတည်ပြီးတော့3ညလေးလေးဒီပင်ကိုပြမယ်6ရှောင်း3နှပင်ကျော်နှပင်ကျော်မှာ900နှပင်ကျော်မှာ9ရှောင်း3နှပင်ကျော်မှာဒီ6ချိန်အတွက်ရမယ်ပေါ့နော်โอเคတူတူလေးလာကြည့်အောင်လားခင်ဗျာ ယူရနီကတော့ကျွန်တော်ကိုရှောင်းနစ်က9ထိစီရဲ့665က6ရဲ့9ရဲ့ဒီအောင်းနှလုံးတိုက်က9ကိုထဲက9တလုံးရဲ့ဒီကနန်းလေးလုံးပေါင်းမယ်ဗောနော်ဆိုတော့ကျွန်တော်ဒီမှာ9တလုံးရေးမယ်6ရဲ့9ရဲ့ပေါင်းခြင်းက73ဖြစ်ပါတယ်နောက်ထပ်ဒီအနောက်က9နဲ့ထပ်ပေါင်းမယ်ပြီးရင်နောက်ထပ်က9နဲ့လည်းထပ်ပေါင်းပြရအောင်ပါဖြစ်ပြရတယ်ဗောနော်အားဖြင့် ကိုနဲ့တင်ကတဲ့ငါနဲ့ကိုပေါင်းရှင်၁၄ရာတဲ့အတွက်ကြောင့်မို့ကျွန်တော်လေးလုံးပိန်ရမှာဖြစ်ပါတယ်။လေးလုံးပိန်ယူမယ်ဘောနော်အဲ့ဒီမှာချပေးသွားတာကတုံညာအလေးလေးဖြစ်ပါတယ်။အလေးနဲ့အပိတ်နေရာမှာလေးလုံးပိန်ချပေးသွားတာဖြစ်ပါတယ်ဗောနော်။ Okay တုံညာလေးလေးပြီးတော့နိနိတိနိနိတိပြီးတော့အချစ်လေးတုံတင်းနှပင်ကိုမူတည်ပြီးတော့နောက်ထပ်အချစ်ချောင်းတုံချပေးသွားတဲ့တပင်ကိုလေးလာကြည့်အောင်ဗောနော်။ယူဒေနီအရာဒီရှင်းရဲ့နိတိရဲ့ 3ရင်ထပ်ပေါင်းမယ်ပေါ့နော်။ Okay ဒါဆိုရင်ကျွန်တော်အတူတူထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။ဒီ6ကတစ်ကြိမ်ဖြစ်ပါတယ်။နင်းနဲ့တင်းနဲ့ပေါင်းရှင်က3ပေါ့နော်။ပြီးရင်အနောက်မှာ3သလုံးနဲ့ထပ်ပေါင်းပြီးတော့9နဲ့ပုံသေးပေါ့နော်။ထပ်ပေါင်းပြရတာဖြစ်ပါတယ်။ဒါဆိုရင်ရှင်းနဲ့3ပေါင်းရှင်းက7 9နဲ့ပေါင်းရင်20ပေါင်းရှင်း20နဲ့3ပေါ့နော်3လုံးပိန်စုပြီးယူมาဖြစ်ပါတယ် ။ Okay အဲ့ဒီ၃လုံးပိတ်မှာသူချပြီးသွားတာက663ဖြစ်ပါတယ်။၃ဒီအပိတ်နေရာကချပြီးသွားတယ်ပေါ့နော်။၃လုံးပိတ်မှာ663ဆိုပြီးတော့ဒီတွင်နေအရာချပြီးသွားခဲ့တယ်ပေါ့နော်။၄လုံးပိတ်မှာ၃ညာ၄၄ဖြစ်ပါတယ်။ဟုတ်ကဲ့ရှေ့၆၃ပြီးတော့နောက်ထပ်တစ်ပြင်မှာနှစ်တောင်ညာကိုနှစ်တောင်ညာကိုပြီးတော့ခွန်ခွန်ကိုဒီအနောက်ကကနဲ့နှလုံးကအောင်နှလုံးတိုက်ဖြစ်ပါတယ်ဗောနော်အဲဆိုရင်ဒီခွန်ရဲ့တောင်ညာကိုရဲ့၅ရဲ့ထပ်ပေါင်းမယ်ဗောနော် โอเคရှင်းတော့အောင်ကျွန်တော်တို့တဆင်ရှင်းကြည့်မယ်ပေါ့เนาะဒီခုနှစ်ကတစ်ချိန်၊၃ညနဲ့၉နဲ့ပေါင်းခြင်းက၉ဒီ၅ကတစ်ချိန်အနောက်က၉နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့အဲ့ဒီမှာခွန်၉ပေါင်းခြင်းက၁၆ရှောင်းနှန်း၅ပေါင်း၁၇ပေါ့เนาะ၃နဲ့၉ပေါင်းခြင်း၁၀ဆိုတဲ့အတွက်၃ညလုံးပဲယူမှာဖြစ်ပါတယ်။ အဲ့ဒီတုံညာလုံးပိန်မှာသူချပေးသားတာက ခွန်တုံညာတုံညာဖြစ်တဲ့အတွက်ပေါ့ကျွန်တော်တို့ဒီတုံညာလုံးပိန်က အလေနဲ့အပိန်နေရာမှာဖြစ်ပါတယ်ပေါ့နော်အလေနဲ့အပိန်နေရာမှာတုံညာလုံးပိန်ချပေးသွားခဲ့တာဖြစ်ပါတယ်နောက်ထပ်နှစ်ပင်ကြုံမှာ300894ပြီးရင်963ပေါ့နော်ဆိုတော့ကျွန်တော်700905ကိုပေါင်းပေးရမှာဖြစ်ပါတယ်963တပင်ကို လေ့လာကြည့်မယ်ပေါ့နော် တနည်းအရာကျွန်တော်ချစ်ကိုတကြင်ယူတယ်ခွန်နဲ့ခွန်ပေါင်းတာ14ပြီးရင်9နဲ့ထပ်ပေါင်းပြီးတော့အနောက်က9နဲ့ထပ်ပေါင်းရတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရှင်းနေလေးပေါင်းရှင်းက7နေနဲ့9ပေါင်းရှင်းခွန်9 9ပေါင်းရှင်း16ဆိုတဲ့အတွက်အဲ့ဒီမှာ6လုံးပိန်စုပြီးရမှာပေါ့နော်6လုံးပိန်မှာတခြားပြီးသွားတာက9 6 3ဆိုတဲ့အတွက်6တလုံးအလေထိန်ဖြစ်ပါတယ် 963ဘောနော်အဲ့မှာကျွန်တော်663ဆိုပြီးရေးမိသွားတယ်ဘောနော်963ဖြစ်ပါတယ်โอเค963ပြီးတော့68နိနစ်ခွန်ဆိုတဲ့အတွက်၈ကြိမ်အတွက်ဒီနေ့ရက်၈ရက်ခွန်ရက်၃ရက်ဒီကနေ့လေးလုံးထပ်ပေါင်းမယ်ပေါ့နော်ဆက်ပြီးတော့ခြားပေးသွားခဲ့အောင်မယ်ပေါ့နော်နိ၈ခွန်65ပေါ့နော်၃ပြီးရင်9နဲ့ထပ်ရမယ်ပေါ့နော်9နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် โอเคဒါဆိုရင်ကျွန်တော်တို့ဒီနေနဲ့3ပေါင်းရှင်းက9ရာတယ်ဗောနော9နဲ့9ပေါင်း10 9တလုံးကြံတဲ့အတွက်အတွင်းဤအရာတော့ဒီမှာဒီ9လုံးပိန်ဆွေးရတာဖြစ်ပါတယ်ဗောနော Okay ဒါဒီကျွန်တော်တို့အတွင်းဤအရာဗောနော်ဒီလိုတွေ့ရင်ဒီလိုလေးရတယ်ဆိုတာလေနောက်ထပ်20တခုထပ်ပြပေးခြင်းဖြစ်ပါတယ်လေးလုံးပိန်မှာ3ညာ၄၄3လုံးပိန်မှာ6 6 3 3ညာလုံးပိန်မှာ9 3ညာ3ညာ 6လုံးပိန်မှာ963ပေါ့နော်အဲ့မှာ863ဆိုပြီးရေးမိသွားတယ်ဒီချစ်ချိန်မှာတော့9လုံးပိန်ဆိုပြီးဒီလက်တွဲဆိုင်ရတာလေးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့ခုနကလုံးပိန်မှာဆိုရင်6ထိပ်6လဲခွန်ထိပ်တုံးများလဲ9ထိပ်6အလဲပေါ့နော်9ထိပ်6လဲ4ထိပ်7လဲ4ထိပ်6အလဲနဲ့ကိုကျွန်တော်တို့9နဲ့ကက်လိုက်ရပြီပေါ့နော်ဒါနဲ့ရထပ်ပြီးခြောက်ပြီးသွားခင်မယ်ဆိုရင်တော့ကျွန်တော်တို့၄၈၉ဒေဖြစ်သွားမယ် ကိုကအော်တိုမက်တစ်သူကအပိတ်နေရာရောက်သွားမယ်ပေါ့နော်၄၈ရဲ့၄၆၉ရဲ့ဆိုပြီးတော့ဒေးနှကွက်ရာနေတာဖြစ်ပါတယ်ပေါ့နော်ဒါကတင်ချာသွင်းနေအရာပေါ့နော်၄၆၉ဒီတလုံးပေါင်းရှင်ဘရိတ်အရာ၉ဘရိတ်ဖြစ်ပါတယ်၄၈၉ကတော့ကျွန်တော်တို့၃လုံးပေါင်းရှင်တိဘရိတ်ဖြစ်ပါတယ်ဘရိတ်နဲ့ကဲညီတာက၄၈၉ဖြစ်ပါတယ်ပေါ့နော် Okay ဒီနှကွက်ကိုလည်းကျွန်တော်တို့မိတ်ဆွေများမြင်ပြီးတော့ချိန်နေတဲ့တယ်ဆိုရင်တော့ယူသုံးနိုင်တယ်ပေါ့နော် ချစ်ချင်အတွက်ဖြစ်ပါတယ်။နေ့ရက်9လပိုင်း6ရက်အတွက်ဖြစ်ပါတယ်ပေါ့နော်။ Okay ကျွန်တော်တို့မိတ်ဆွေများအားလုံးပဲကံပေးလို့အားကြပါစေခင်ဗျာ။ကျွန်တော်ရဲ့ဗီဒီယိုကိုလည်းဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ။